Hello အားလုံးပဲမင်္ဂလာပါနော်ကျမရဲ့ Adhot Mind Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုရင်တော့ကျမတို့ကယထာနဲ့တိုက်ထုတ်ကိုသွားမှာဖြစ်ပါတယ်အခုဆိုရင်တော့မနက်စောထပြီးတော့ရန်ကုန်ဘူတာကြီးစီကိုသွားနေတာဖြစ်ပါတယ်ဘူတာကြီးရဲ့အဝင်းဝမှာအစစ်အစရရှိတဲ့အတွက်ကြောင့်မို့မရိုက်ခဲ့ရဘူးကျမတို့ဒီအထက်ရောက်မှရိုက်ရတာပေါ့နော်မနက်စောထပ်ခဲ့တဲ့အကြောင်းကဘိုက်ကစာနေပြီပေါ့နော်ကိုခုံနေရာလေးကိုသွားပြီးတော့နေရာချထားမယ်ပြီးတော့ခေါင်းဆက်ပြုတ်လေးဝယ်ပြီးတော့ယထာဘော်တန်မှာယထာကထွက်ပါတယ် 包，都不包，不包两啊，你话唔包，知唔知？ ံတော်ယထာကဗုဒ္ဓကြီးကနေစပြီးတော့ထွက်လာပါတယ်။ကျွန်မတို့ရနေသွားတဲ့အခါမှာဘကိုးဘက်ကိုရောက်မှာပေါ့နော်။အလန်းတလျှောက်ကရှုကလေးကြီးလှတာယထာပေါ်မှာအသေးပေါင်းစုံနဲ့မုန်တေလာတာလေးတွေကိုလိုက်ပြတင်ဆက်သွားမှာဖြစ်ပါတယ်။ဟမ် ကျမတို့ရန်ကုန်အထက်တုန်းကမိုးကြီးရောက်တဲ့အတွက်ကြောင့်မိုးလေးနဲ့မီးသေးတယ်။ဒါကြောင့်မို့လို့ကျမတို့တိတ်မရိုက်ခဲ့ရဘူးပေါ့နော်။ရန်ကုန်ကအထက်ကြတော့ကောင်းကင်ကကျင်းလာတဲ့ခါကြတော့ကိုရီလည်းစတင်မီးရိုက်လို့ရတယ်။စိတ်တီလည်းပူပြီးကျင်းလင်လာတဲ့အတွက်ကြောင့်မို့လို့ရှူခင်းတွေကိုလည်းပူပြီးရိုက်ဖြစ်လာပါတယ်။ရန်ကုန်ကထွက်လာရပြီဆိုကြတဲ့ကရှူခင်းတွေအသင်ပြင်းတွေကလုံးဝပြောင်းလဲသွားပြီးတော့လေကွင်းတွေမြေကင်းစစ်စစ်တွေကိုပူပြီးမြင်သာလာရတာတပါပါပါလို့ရှင့်။ ရသည်ဦးတို့ကတာယာနဲ့ဆိုပေမဲ့ကောင်းကင်ကလုံးဝကြည်ပြောင်တောက်နေရမဟုတ်ပါဘူးရှင်တင်းထူထက်နေပါသေးတယ်တို့ပေမဲ့အလင်းရောင်ကြောင့်ရွှေကင်းတခွင်လုံးကစိမ့်ဆူဝါထိန်နေပြီးတော့ရွှေရောင်လွမ်းနေတာကိုလည်းမြင်တွေ့ရမှာဖြစ်သလိုတင်းထူနေတဲ့တင်းအိုးဆဆိုင်ကြီးတွေအလှပနဲ့လက်ကွေးတွေအလှပကိုရီထားလမ်းပေးရနေပြီးတော့တောက်ရှောင်းမြင်တွေ့ရမှာဖြစ်ပါတယ် ဒီမှာလည်းအဆကဘလော့ရိုက်လို့မရတော့ဘူးထင်ပြီးတော့အစိတ်ပြက်နေပြီမဲ့ကောင်းကင်ကြည်လင်လာတဲ့အတွက်ကြောင့်မလို့စတင်ပြီးတော့ရိုက်လို့ရပါပြီရှင်။နည်းနည်းပပရသလောက်ရိုက်သားမဲ့ဆိုရွေးရခြင်းနဲ့ရိုက်ဖြစ်ပါတယ်။ဒါ့ပေမဲ့ပကိုးဘက်ကိုနီးလာလေလေပကိုးကိုရောက်လေလေရာသီဥတုကပိုကြည်လင်လာပြီးတော့ပို့ပြီးရိုက်လို့ကောင်းမှုနာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။သိမ့်မကြခင်မှာပဲဝေါ်ကိုရောက်ပါတယ်ရှင်။ 阿林。 ကောင်းမှုထွက်တယ်ကျမတို့ကတော့ယထာစီရတာစိတ်သက်သာရစိတ်ဖြစ်ရတခုဖြစ်ပါတယ်ကောင်းပေါ်မှာဆိုရင်စာတော်မဖတ်နိုင်ပါဘူးယထာပေါ်မှာဆိုရင်စာလက်ဖတ်နိုင်တယ်လို့ဘလော့လည်းကောင်းရနိုင်ပါတယ်စကားလည်းကြကြပြောနိုင်ပါတယ်ပေါ့နော်ကျမတို့ကတော့အရန်ကိုအစဉ်ပြီးပါတယ် ခတရံမှာအလင်းကြီးကမညီညာအတွက်ကြောင့်မလို့မှောင်သွားလိုက်လင်းသွားလိုက်ဆိုတဲ့ဟာမျိုးလေးလည်းတွေ့ရပါတယ်။ဒါ့ပေမဲ့ရှုကင်းလေးတွေကအလင်းရောင်ကိုမှမူတည်ပြီးတော့လှအဖြစ်တဲ့ကြောင့်ချင်းညိပြီးတော့ရိုက်ထားတာလေးတွေကိုစူးစမ်းပန်းစားတင်ဆက်ထားပါလိမ့်ရှင်။ဒါဆိုရင်တော့ရှုမြုပ်ကင်းလေးတွေကိုကျွန်မနဲ့တူတူလိုက်ပါခန်းစားရင်လည်းနောက်မှထပ်ပြီးတော့မြင်တွေ့ရမယ်။တောင်တန်းကြီးတွေရှုကင်းလေးတွေကိုလိုက်ပါခန်းစားပေးဖို့ပြောပြစေလိုက်ရှင်။ တချို့နေရာတွေမှာလည်းကွင်းတွေကိုတွေ့ပြရမိမယ်တချို့နေရာတွေမှာလည်းကွင်းတွေမရှိပဲဒီတိုင်းအကြံတော်ကြီးကိုပဲတွေ့ရတာရှိပါလိမ့်ရှင်ဒီဘက်ထောက်လျှောက်မှာတော့လည်းကွင်းတွေကဟိုးခလလန့်မှာပဲရှိပေမဲ့နောက်ပိုင်းတွေမှာဆိုရင်လည်းကွင်းတွေကတထလန့်ပိနာမှာကပ်နေတာကိုတွေ့မြင်ရမှာပါဟုတ်ကဲ့ ်ရဲ့မိုးရဲ့တောင်းပေါ်ရင်ပြောင်းပေါ်ကြပါရဲ့ဒီလိုလိုက်တယ်ဟောင်းတော့ရင်းတော့ဦးကြီးရဲ့ဟောင်းကြီးရဲ့နောက်ကဈေးတဲ့အတန်ကြီးကတော့မပြတ်ပါဘူး။အထောက်လဲဆိုတော့ယထာပေါ်မှာတပူတာပြီးတပူတာအပြင်ကိုသူကယထာပေါ်မှာဆက်လိုက်ရောင်းနေတဲ့ဈေးတဲ့လည်းရှိရပါတော့။ကိုကိုရဲ့ပြိမဲ့ဆိုတော့လေဝတ်တရားမပြတ်ပေးမရတာပေါ့လေ။စာဖတ်နေတာကိုယထာပေါ်မှာနှစ်နာရီရိုက်ပြိမဲ့ဆိုတော့ခုံညာလေးရွှေ့ပြီးတော့နည်းနည်းပေးပေးရတာပေါ့လေ။ဟိုနောက်က ပါလာတဲ့ခလေးလေးကိုတော့အားနာပါတယ်ခဏနေပြမသူစတစ်ကလေးနဲ့အုပ်ပစ်လိုက်ပါမယ်ရှင်ကဲကိုကတော့ဆလာလေးပေးများတာပေါ့နော်လာတယ်မဟုတ်လားလာတယ်ဆိုရင် comment လေးမှတော့ရရနော်ကဲဒါဆိုရင်တော့ဒါကအာစာဖတ်ခြင်းအောင်ဆောင်တဲ့ video လေး blog လေးဖြစ်ပါတယ်တကယ်တော့ဟိုဘက်မှာစာဖတ်နေရပါနော်စာဖတ်ပြီးမှပေးများတာပါရှင်ကေဒါဆိုတော့ကျမကရှုကလေးတွေကိုတစ်ချက်ပြင်ပြပါမယ်။ကိုပုံရည်ကြီးပဲဆိုတော့ပြင်ပါဆိုတာပေါ့နော်။ ။နောက်တစ်ချောက်ကစပားတွေရိတ်သိမ်းပြီးခါစားအချိန်၊စပားတွေထွက်နေတဲ့အချိန်လည်းဖြစ်တဲ့ခါကျတော့အချို့နေရာတွေမှာရိတ်သိမ်းထားရလည်းရှိတယ်။အချို့နေရာတွေမှာတော့မေးသိမ်းနေမဲ့အခုလိုမျိုးပုံစံမျိုးလေးလေးရှိရပါတော့နော်။သူကစပားကိုကျဲထားတာပေါ့နော်။ဆင်းရဲခြင်းကပြန်ပြီးတော့ပြင်းကြီးဆိုင်ထားတာမဟုတ်ဘူးပေါ့နော်။ဘယ်လိုခေါ်လဲဆိုပြိုကျဲလို့ခေါ်မလားပေါ့။ ကျွန်မတခြားမခေါ်တတ်ဘူးပေါ့နော်။ဒါပေမဲ့ရှုကလေးတွေအရင်လာတဲ့အတွက်ကြောင့်မို့လို့ရိုက်ပြထားဖြစ်ပါတယ်။စစောနာကလိုမျိုးအရှိကတရားရိုက်နေတာနောက်ကတရားထားနိုင်မယ်ဆိုတော့ပို့ပြီးလာပါတယ်။စစောနာကြောင့်ရိုက်ထားတဲ့ရှုကင်းကိုကျွန်မကပြန်တင်ဆက်ပေးထားပါ။အရှိမရိုက်တဲ့ဟာလေးကိုနောက်မှပြန်ပြီးတော့တင်ပြလိုက်တဲ့သဘောပါရှင်။ ကဲဒါတော့နည်းနည်းပင်ပြပါမယ်နော်။ရှူကင်းနေကအရင်လှတယ်ဒီပရင်ဘောက်ခေါက်နေပြီးရိုက်မယ်ဆိုရင်ကိုကိုကိုပရင်ဘောက်ခေါက်ရိုက်နေတဲ့အလှပေါ့နော်။ဘိုးဘက်ကရှူကင်းတွေကိုထားရိုက်နေနေရတယ်။တိန်ကလည်းကြီးလင်းနေရဲ့။ကျမတို့သွားတဲ့ချိန်မှာတော့ဒီအောက်ဘက်မှာတိန်ကြီးလင်းနေတဲ့အတွက်ကြောင့်ကန်ကောင်းနေပေါ့နော်။အဲ့ချိန်မှာရန်ကုန်မှာတော့မိုးတဲတဲမဲမဲယွာနေရဲ့။ဒီဘက်ဘကိုးဘက်ဝေါ်ဘက်မှာကြတော့သူကနည်းနည်းအသီးဥတရရတဲ့အဆင်ပြေလို့ပြောရမှာပေါ့နော်။ အဲ့တော့ကျမတို့ကနည်းနည်းပေးမြလို့ရတယ်နောက်ကမြက်ခင်းပင်မှာစိမ့်ဆူနေရတယ်ရောဝါနေရတယ်ရောထားပြင်ဘလို့အရင်ပန်းပင်လေးခေါ်မလားဖြူလေးတွေကလည်းပံမိုးထားသလိုဟိုးဘက်ကတိမ်ပုံတိမ်လေးတွေကပြနေပြီးတော့ဆိုင်လိုက်ဆိုင်လိုက်ဖြစ်နေတဲ့တိမ်ဆိုင်ကြီးတွေကလည်းတကယ်ကိုလှပါတယ်ရှင် ဆိုရင်တော့လာလိုက်တာကျမတို့တောင်နှင်းကြီးတွေကိုမြင်ရတဲ့အချိန်အထိရောက်ပါပြီတောင်နှင်းတွေပေါ်မှာမိုးရထားတဲ့အတွက်ကြောင့်မြူလေးတွေဆိုင်းနေတာမြူလေးတွေပြေးနေရလေးတွေကိုအခုလိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကိုမြင်တော့တောင်နှင်းကြီးတွေကရှမ်းပြည်ကိုတရားသွားစီပါတယ်ဝန်ပြည်နယ်ဘက်ကတောင်နှင်းကြီးတွေကလည်းရှမ်းပြည်ဘက်ကတောင်နှင်းကြီးတွေလိုပဲလမ်းမောပဲကောင်းပါလေရှင် ဒီလိုလေးပုံမြင်လိုက်မယ်ဆိုရင်ကိုခီးသွားနေတာကပိုးပြီးပြေဆောင်သွားတယ်လို့ခံစားရပါတယ်။ရှိရှိသူပိတ်တယ်များလည်းဒီလိုမျိုးမြင်ခွင့်မြင်ခဲ့ရတာကိုကျွန်နေတတ်မယ်လို့ထင်ရပါတယ်ရှင်။ကျွန်မရဲ့ blog လေးကိုကျွန်နေတတ်တယ်ဆိုရင်တော့ like နဲ့ subscribe လုပ်သွားလို့ရပါတယ်ရှင်။ကျေးဇူးများကြီးတင်ပါတယ်။ ဒီလိုရာသီဥရုမျိုးမှာယထာနဲ့ခီးသွားတာသိကောင်းတယ်လို့ကျမတော့မြင်မိတာပေါ့နော်။ဘာကြောင့်လဲဆိုတော့လက်ခွေးနေစိမ့်စိမ့်အပြင်ကောင်းကင်ရာကြီးလနေပြီးတော့တင်းဆိုင်နေလဲပန့်ပိုးနေသေးလို့ဖြစ်ပါတယ်။ဓမ္မကောင်းကောင်းလိုချင်နေဆိုရင်တော့ဒီလိုရာသီမျိုးကိုသွားဖို့အကြံပြုကြပါတယ်ရှင်။ ဟောဒီမှာကြည့်ပါမြင်ကွင်းလေးကဘလောက်တော့နှောက်လိုက်လဲဆိုရင်တော့တိတ်ကိုလှပ်ပါတယ်မြင်ကွင်းလေးကိုကိုယ်တိုင်မြင်တွေ့ရမှာဖြစ်ပါတယ်သူ့ပင်မဲ့ဘဲခါမစိုးသတိပြုရမှာကခီးသွားကန်နေမိုးလီဝဲသားကြည့်ရှုသွားဖို့အချက်ပြချင်ပါရှင်ဒါမှသာကိုလိုချင်တပမလာလေးကိုရမှာဖြစ်ပါတယ်ခေတ္တကတော့တမွေရမိမယ်ဆိုတော့နောက်ထပ်တစ်ပတ်လေးကိုချုပ်ပြီးပြင်ရပါအောင်ပါရှင် မြန်မာချင်းနိုင်ငံအတာမဟုတ်ပဲဘေကျင်းကကိုက်တာဖြစ်တဲ့ကြောင့်အလင်းမောင်ကတော့ကိုကုစီမသိပ်ပြီးတော့မရှိပါဘူးရှင်။အပြင်ဘက်ကရှုခင်းလှကိုပဲကျွန်မကပို့ပြီးဦးစားပေးဖြစ်တာပေါ့နော်။ရှုခင်းလှကတော့ပြောမစုံမအောင်တော့သုံးတော်မှာပဲရှင်။ကိုယ်တိုင်ကြည့်ခန်းစားလို့ရပါတယ်။သိပ်ကိုလှပါလုံးလို့ပြောချင်တာခဏခဏကိုဖြစ်နေပါပြီရှင်။ ကျမတို့စီးလာလာ၃နာရီကြာကြာတော့ရှိသွားပြီဆိုတော့ໃຊထုံနောက်ကိုနှီးလာပြီပေါ့နော်ໃຊထုံနောက်ကိုနှီးလာအတွက်ကြောင့်ဒီလိုမျိုးတောင်နှင်းကြီးနေရှုခင်းအလှတွေကိုပုံမြင်ရတာဖြစ်ပါတယ်ကျမဒီ blog လေးမှာတော့ကျမကယထားနဲ့သွားတယ်အသွား blog လေးကိုပဲတင်ပြထားတာဖြစ်ပါတယ်ဒီရှုခင်းလေးပြီးရင်တော့ကျမကလမ်းတစ်လျှောက်ကဆုလာတဲ့မုတ်သေးလေးတွေအချစ်ဆရာကောင်းတဲ့တစ်ဖြတ်တစ်ခွက်ကိုထပ်ပြီးတော့တင်ဆက်ပေးသွားမှာပါ你干嘛呀？你干嘛呀？ پاضا بين پاضا بين پايا ساٿي بين بين đi 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 mà à gì mà này sao lại béo mình nhiều ô tê tê ô ok ok có gì đâu không kim ra chứ là đâu này Hãy subscribe cho kênh Ghiền Mì Gõ ျမတို့ရန်ကုန်ဘူတိုင်းကနေပြီးတော့ကြိုက်ထုတ်အထီးကိုဆိုရင်၄နိုင်ကြားတယ်ရထားလေးခီးကအခုဆိုတော့တဖြည်းဖြည်းနီးကပ်လို့လာပါပြီရှင်ကြိုက်ထုတ်ကိုမကြခင်မှာလဲဆောက်ရောက်တော့မှဖြစ်တဲ့ကြောင့်ကိုစီကိုစီကအထုတ်လေးကိုပြင်နေရပါပြီဒါပေမဲ့ကျမတို့အပြင်ဘက်ကမြင်နေရရှုခင်းလေးကလည်းလက်ဆမတက်နိုင်အောင်ဖြစ်တဲ့ကြောင့်အထုတ်လေးပြင်အပြင်ကိုလည်းရရင်ပေါ့နော်အထူးထူးခန်းစားကြည့်ရှုရတာဒီနေ့မလို့ကျမကမျှော်လင့်မိပါတယ်ရှင်ဒီမြင်ကွင်းဆိုဘလောက်တော့လှလိုက်တယ်နော် ြည့်ပါအောင်တောင်တန်းတွေကတော်တော်လေးတော်တော်လေးကိုနှိကက်နေဖြစ်ပါတယ်အရန်ကိုဆက်လို့ရှာစွာတောင်တန်းတွေကိုမြင်တွေ့ရဖို့အတွက်ကိုကျမတို့ပြင်ဆင်နေပါပြီရှင်ဘယ်ကနေပြီးတော့ဘယ်လိုသွားမလဲဘယ်ထိကိုစီးပါမလဲဆိုတာလေးကိုကျမတို့က plan နေချနေရပါပြီ ကျမတို့ဒီမှာသားရတီဥလူသားရနေပြီမြေရန်ကုန်မှာမိုးသည်တန်ရွာအတွက်ကြောင့်အမေဒီကလည်းဖုန်းတကွန်ကွန်ဆက်လာပါပြီပေါ့နော်ကျမတို့ကပိုပေါ်ရောက်တော့ရတီဥလူကသိတော်မကောင်းဘူးဒါပြီးမြေယထာလင်ကီမှာရိုက်ရသွားတဲ့ဘလော့ကလေးကအရန်ကိုလှရတဲ့အတွက်ကြောင့်ပြောမိပါတယ်ရှင်အခုဆိုတော့ကြိုက်ထုတ်ကိုရောက်ပါပြီရှင်ကျမရဲ့ဘလော့ကလေးကိုနောက်ဆုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာလည်းကျမကကြိုက်ထီးကိုဖျားပေါ်ကဘလော့ကလေးကိုတင်ဆက်ပြီးသွားပါအောင်မယ်ရှင်